ရန်ကုန်မြို့တွင်းကျောင်းတစ်ကျောင်းမှာစတုဒါရန်နဲ့အထမရန်ကြာရှုံးကျောင်းသားကျောင်းသူများကုစားစာမွဲပြန်ဖြေဆိုရမှာ69ရာခိုင်နှုန်းလောက်အောင်မြင်ခဲ့ပါတယ်ခင်းနှင်းပြူစိုးကပေးပို့ထားပါတယ်ခင်ဗျာ ထုတ်ထန်တဲ့အထမရံမှာကြာရှုံးခဲ့တဲ့ចောင်းသားចောင်းသူတွေရဲ့အောင်စင်ကိုဒီနေ့မေလ25ရက်နေ့မှာထုတ်ပြန်ခဲ့တာပါအဲ့ဒီပြန်လည်ဖြည့်ဆိုတဲ့ចောင်းသားចောင်းသူတွေကိုအချိန်ပိုင်းပြန်လည်တင်ကြားပေးခဲ့ပြီးထပ်မံဖြည့်ဆိုတဲ့အခါမှာ69ရာခိုင်နှုန်းနီးပါးအောင်မြင်ခဲ့တယ်လို့အထက်ကတင်တောင်းမွေးကအထက်တန်းပြဆရာမတူကပြောပါတယ်ခုလိုအစိုးရစစ်အနေနဲ့ပြုတ်လိုက်တဲ့အတွက်ចောင်းသားចောင်းသူတွေအတွက်အခြေခံကောင်းသွားပြီးအထက်တန်းရောက်တဲ့အခါအဆင်ပြေနိုင်တယ်လို့မိဘတချို့ကမျှော်လင့်နေကြပါတယ်အခြေခံအစိုးရစစ်ဆိုတော့ကလေးတွေလည်းမပေါ့တော့ဘူးသူတို့ဒီရှစ်တန်းကိုဆိုးရကင်လိုက်တဲ့အတွက်ကိုသူတို့တို့ပညာကြီးကမြင့်မားလာမှာပါ အခုကတော့နေပြတယ်အားလုံးတော့သူတို့အော်တော့ပြုလို့ပြီးတော့တော့ပြီးတော့အခုလည်းအခမဲ့လုံးလိုက်ခဲ့ပုံပို့ပြီးအားရဝင်လာတယ် ဧပြီလ18ရက်နေ့ကအောင်စင်းထွက်ရှိတဲ့အချိန်မှာအခြေခံပညာအထက်မှတိုင်းဖြည့်ဆို့သူများတွေက144ရာခိုင်နှုန်းကြာရှုံးခဲ့ပါတယ်။ကြာရှုံးသူတွေကိုပြန်လည်ကုစားပြီးမေလ13ရက်နေ့ကစတင်ပြီးပြန်လည်ဖြည့်ဆို့ခဲ့ရတာပါ။2015-2016ပညာသင်နှစ်ဟာအစိုးရစစ်အနေနဲ့စတင်စစ်ဆေးချိန်ဖြစ်လို့ပြန်လည်ကုစားအနေနဲ့ဖြည့်ဆို့နိုင်တာဖြစ်ပြီးနောက်နှစ်တွေမှာကုစားဖြည့်ဆို့ခွင့်မရှိဘူးလို့သိရပါတယ်။ကျွန်မခင်းဖြည့်ဆို့ပါ။